ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာကံယူအခြေခံလက္ခဏာပေးတင်ပေါင်းချုပ်မှာပါဝင်တဲ့မောတရာလက်ဆိုကံမီယမောချက်ချေတယံဘူးလမ်းကြောင်းနဲ့စနေလက်ဆိုတို့ရဲ့အကြောင်းကိုပြည့်ပြည့်စုံစုံမျှဝေတင်ဆက်ပေးပါမယ်ပုံမှာပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါနံပါတ်၁ကတော့မောတရာလက်ဆိုပဲဖြစ်ပါတယ်အများယူဆနဲ့ပြောဆိုနေကြတဲ့မောတရာလက်ဆိုလို့ခေါ်တဲ့ဒီဆိုလိုမွန်လက်ဆိုဟာလက်ညူအောက်ခြေကြာသပတိဂျူခုံကိုဝိုက်ထားပါတယ်ဒီလက်ဆိုဟာအပြည့်ဖြစ်စေ အစိပ်ပိုင်းတစုံတစ်ခုဖြစ်စေဆက်ဝိုင်းချံလာချံတဲ့တံဖြစ်ပါတယ်သူရဲ့အာနိသင်ကတော့သူ့မှာထူးခြားတဲ့အသိဉာဏ်တစ်မျိုးကိန်းအောင်းနေတတ်ပါတယ်ဥမာအိမ်မက်မက်ချင်းနမိတ်ပတ်ချင်းစိတ်တွင်ကနေထင်မှတ်နေခြင်းထူးခြားတဲ့အာယုံစက်စားမှုရစေခြင်းစတဲ့လက္ခဏာအမှတ်သားတွေဖြစ်ပါတယ်သူတို့ရဲ့အိမ်မက်တွေကလည်းမန်နေတတ်ပါတယ်ဖြစ်ပြက်မဲ့ကိစ္စရက်တွေကိုလည်းကြိုတင် ထင်မှတ်ထားတဲ့အတိုင်းမလွဲမသွေဖြစ်ပြက်ပြီးပေါ်ပေါက်လာတတ်ပါတယ်ထင်ထားတဲ့အတိုင်းသစ္စာရှိရှိပြောဆိုရင်လည်းမန်နေတတ်ပါတယ် ရိုးဝတ်တဲ့ပညာတွေခက်ခဲနဲ့နဲ့တဲ့စာပေကျမ်းဂန်ပညာရပ်တွေကိုသင်ကြားမယ်ဆိုရင်ပေါင်းမြောက်အောင်မြင်တက်မြောက်ပါတယ်။တမထပေါက်ခြင်းအကြာမြင်ရခြင်းမံကန်စွာပြောဆိုဆုံးဖြတ်နိုင်ခြင်းတမာတိအားကောင်းခြင်းရဲရင်ခြင်းစတဲ့ကောင်းသောအချက်တွေနဲ့ပြည့်စုံနေတတ်ပါတယ်။တချို့ပုဂ္ဂိုလ်တွေရဲ့လက်မှာလက်ညှိုးခြင်းအနာဆောင်နာမှာနှက်ဆိုင်စွာနဲ့ခက်ရွယ်ရွယ်ရှိနေတတ်ပါတယ်။ဒါကိုရုတ်တရက်မှမမြင်နိုင်ပါဘူး။ ဒီလိုလေဝတ်စွာပါနေမယ်ဆိုရင်လေဝတ်တဲ့ကံမြတ်ပညာတွေပုံမူတက်မြောက်သူဖြစ်ပါတယ်ဒီအမှတ်သားပါရှိတဲ့သူတွေဟာအနေထိုင်အလောက်ကင်ဆက်ဆံရေးတွေဟာသူတို့ဘာထက်ထူးခြားပြီးတည်ကြည်နေတတ်ပါတယ်ဒါပေမဲ့ကံငါးပါးကိုကျူးလွန်မိလို့ရှိရင်တော့အာနိသင်တွေပြက်ပြက်တတ်ပါတယ်ဒါကြောင့်မိမိတို့ယုံကြည်ရာသစ္စာတရားနဲ့ဓမ္မတရားကိုအာထုတ်ပေးရပါမယ်ယုံကြည်မှုနဲ့သစ္စာတရားပြေဝနိုင်သမျှဒီအမှတ်သားဟာအကျိုးပေးအာနိသင်ထက်မြတ်ပါတယ် တစ္ဆာတရားသမာဓိတရားနဲ့ပါရမီရှင်ဟုတ်မဟုတ်ဆိုတာကိုဒီယမတ်လက္ခဏာကအထောက်ကူပေးနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ဇာတာပတိလက်စို့ဇောမုံလက်စို့ဆရာပညာရှင် ပါရမီရှင်တွေမှာပါရှိတဲ့အမတ်သင်္ကေတပဲဖြစ်ပါတယ်။ဇာပိပညာရှင်တွေကဘာကျော်ပုဂ္ဂိုလ်တွေတကူကြီးတဲ့ယဟန်တန်ဃာတော်တွေကြော်ကြားအောင်မြင်တဲ့သမားတော်တွေဂါရမန္တန်စူရှအစွမ်းထက်သူတွေနက္ခပေဒနဲ့လက္ခဏာပညာရှင်အကျော်မော်ရဲ့လက်တွေမှာပါရှိတတ်ပါတယ်။ နမနိကတော့ဂမ်ဘီယာချက်ချီလို့ခေါ်တဲ့မော်ချက်ချီပဲဖြစ်ပါတယ်။မြစ်တာလန်းနဲ့ညံလန်းကြောင်းစတုကန်လွင်ပြင်မှာချက်ချီတဲ့ပေါ်လွင်ထင်ရှားလျက်ရှိနေပါတယ်။တချို့သူတွေရဲ့လက်ဝါးပြင်မှာညံလန်းနဲ့နှလုံးလန်းပူပြီးတကြောင်နဲ့လက်ပြတ်လိုမျိုးဖြစ်ပေါ်နေပါတယ်။ဒီလိုဖြစ်ပေါ်နေမှဆိုရင်အဲ့ဒီညံလန်းကြောင်းရဲ့အထက်စနေဂျူခုံကတနင်္ဂနွေဂျူခုံအောက်မှာထင်ရှားစွာပေါ်လွင်နေတတ်ပါတယ်။ဒါကိုတော့ဝိဇ္ဇာမယချက်ချီဆိုပြီးတော့လဲခေါ်နိုင်ပါတယ်။ဝိဇ္ဇာပညာမှာထူးခြားနှက်နဲစွာတမြောက်သူစွမ်းဆောင်သူ ကျွမ်းကျင်သူဖြစ်ပါတယ်။အာနိသင်ကတော့အဲ့ဒီဝိဇာမယတက်ချီလို့ခေါ်တဲ့ဂံမယတက်ချီဟာကံကြမ္မာလမ်းနဲ့ ठी ချင်မှ ठी ပါလိမ့်မယ်။ကံကြမ္မာလမ်းနဲ့ ठी ချင်ပေါင်းဆက်ခြင်းရှိနေမယ်ဆိုရင်တော့ဒူးဒူးကြကြအောင်မြင်မှုကိုရရှိသူစွမ်းဆောင်နိုင်သူဖြစ်မယ်။နတ်နယ်ရဲ့စာပေကျမ်းဂန်တွေကိုနန်းဆက်သီးမြင်တက်မြောက်မယ်။အယူဆကောင်းမွန်ခြင်းအဆုံးဖြတ်ကောင်းမွန်ခြင်းစွမ်းဆောင်မှု အောင်မြင်ခြင်းစတဲ့အာနိသင်၃ရပ်ကိုပေါင်းဆက်ပြီးအကျိုးပေးမယ်။ဒီအမသာပါရှိတဲ့သူဟာကြွားဝချင်းမရှိပါဘူး။ အန်ဆောင်မှုကင်းပါတယ်။လောဘဒေါသမောဟနဲ့မာမာနမကြီးတတ်ပါဘူး။တည်ကြည်ငြိမ်းအေးတဲ့အသွင်ရှိမယ်။ဈေးပညာရှင်တွေ၊ဆရာတော်တွေ၊နတ်ကပေရင်ပညာရှင်တွေသူတကာထက်ထူးကဲအောင်မြင်သူတွေရဲ့လက်တွေမှာပါရှိတတ်ပါတယ်။ဒီလိုမဟောတထားလက်စွပ်နဲ့ဝိဇာမယချက်ချီနှမျိုးစလုံးပါရှိတဲ့ပညာရှင်တွေကိုတင်တွေးခဲ့မယ်ဆိုရင်တော့သူတို့ကိုယုံကြည်လက်ခံအားကိုးထိုက်ပါတယ်။နံပါတ်3ကတော့တယံဘူးလန်းလို့ခေါ်တဲ့ ထိုးထွင်းမျောမြင်တိတက်တဲ့လမ်းကြောင်းပဲဖြစ်ပါတယ်။ထိုးထွင်းမျောမြင်တိတက်တဲ့လမ်းကြောင်းဟာလက်တံအောင်ဘုဒ္ဓဘူးဂျိုခုံနဲ့လက်ဖနောက်စွန်တနင်္လာဂျိုကုံတို့ကိုလေးကိုင်းတရံပေါင်းကူပြီးတီရှိနေတတ်ပါတယ်။ထူးခြားတဲ့တယံဘူးလမ်းကိုတွေ့ရတတ်ပါတယ်။အလွန်ရှားတဲ့လမ်းကြောင်းဖြစ်ပါတယ်။ဘုဒ္ဓဘူးဂျိုကုံရဲ့သဘောဟာအသိဉာဏ်တနင်္လာဂျိုကုံရဲ့သဘောကတော့အနာဂတ်ကိုသိမြင်စေတတ်ခြင်းဖြစ်ပါတယ်။ဒီလိုနှမျိုးပေါင်းဆက်ထားတဲ့စမ်းကျယ်တဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီလမ်းကြောင်းကိုစစ်ဆေးဖို့အတွက်ကတော့ မိမိရဲ့လက်ရပက်လက်လက်ဝဲပက်လက်ဘုရူဂျူခုံအင်္ဂါဂျူခုံတနင်္လာဂျူခုံစသည်တို့ရောရှက်နေပုံတို့ကိုသုံးသပ်ရပါမယ်။သူရဲ့အာနိသင်ကျိုးကျေးဇူးတွေကတော့လက်ဝဲပက်လက်မှာပါရှိမယ်ဆိုရင်အတိတ်ဘဝကကံပါလာတဲ့ပါရမီရှင်ပင်ကိုစွမ်းရည်နဲ့တတ်သိလိမ္မာနေတဲ့သူအလိုလိုတည်နေခြင်းသဘောလို့ယူဆရပါမယ်။လက်ရပက်မှာပါရှိခဲ့မယ်ဆိုရင်တော့ယခုမျက်မှောက်ကာလမှာပဲဆရာသမားကောင်းနဲ့တွေ့ရတော်လကောင်း နီးနာနိုင်တရားကောင်းများနှင့်တွေးဆုံရသော၎င်းကိုယ်တိုင်ကျင့်ကြံကြိုးပမ်းအားထုတ်တက်မြောက်ခြင်းကြောင့်သော၎င်းထိုးထွင်းသိမြင်နိုင်တဲ့အစွမ်းကံပါရမီ2ရရှိသူလို့ယူဆရပါမယ်။အကယ်၍အင်္ဂါအမဂျူခုံရဲ့အထက်ပိုင်းမှာအဆုံးသတ်တယ်ဆိုရင်တော့ထိုးသူဟာစိတ်ဓာတ်အားကောင်းမယ်၊စွဲဆောင်နိုင်မယ်၊ညှို့ယူနိုင်မယ်၊လူအများကိုမိမိရဲ့အစွမ်းနဲ့စွဲဆောင်နိုင်မှာဖြစ်ပါတယ်။တနင်္လာဂျူခုံအပေါ်ပိုင်းကနေစတင်မယ်ဆိုရင်တော့ဒီပုဂ္ဂိုလ်2ဟာသူရဲ့အသိဉာဏ်ပညာကိုဇနီးတကြအသုံးချမယ်။ ထိမ့်သိမ့်နိုင်စွမ်းရှိမယ်။တနင်္လာဂျူခုအောက်ပိုင်းကြလွန်းရင်တော့သူ့ရဲ့ပါရမီကံကအကဲရောက်လွန်းမယ်။ဇံရပြီးဇံလျှော့ခံရတတ်တယ်လို့မထိမ့်နိုင်မသိမ့်နိုင်ဖြစ်တတ်တယ်။စိတ်တပ်ပိုင်းဆိုင်ယာနိုင်တော်လကောင်၊ရုပ်ပိုင်းဆိုင်ယာနိုင်တော်လကောင်အထူးကြော်ကြားပေါရောက်တဲ့ပုဂ္ဂိုလ်ရဲ့လက်တွေမှာပဲရှိတတ်ပါတယ်။ကဘာကျော်တွေးခေါ်ပညာရှင်ကြီးတွေတရားထူးရရှိတဲ့ပုဂ္ဂိုလ်ရဲ့လက်တွေမှာပါရှိတတ်ပါတယ်။ဒီလမ်းကြောင်းဟာမညီမညာရှိခြင်း၊လိုင်းထနေခြင်း၊လမ်းကြောင်းတူခြင်းဖြစ်နေမယ်ဆိုရင်တော့ အတိတူပညာတူတရားတူကိုရှားရင်နဲ့ခန္ဓာရည်မရှိပြတ်တက်ပါတယ်။အများရကနဲ့ဆက်ဆံရေးမှာအမြင်တစ်မျိုးပေါင်းနေတတ်ပါတယ်။သူရဲ့သွာလာလှောက်ရှားမှုတို့ဟာပုံဝန်ကျင်နဲ့မအပ်ဆောင်ဖြစ်နေတတ်ပါတယ်။ပါရမီကံပြည့်ဝဖို့အတွက်အချိန်နဲ့မပေးတတ်ပါဘူး။အဲ့ဒီလမ်းကြောင်းပေါ်မှာအပြက်လမ်းရှိနေမယ်ဆိုရင်တော့သူရဲ့ဆွေမျိုးသားချင်းတွေကသူရဲ့လုပ်ငန်းကိုတားမြစ်ကြပါလိမ့်မယ်။တနင်္လာဂျူခုံကလမ်းကြောင်းတစ်ခုကအဲ့ဒီလမ်းနဲ့ကံလမ်းကိုဟာပြတ်တန်းနေမယ်ဆိုရင်တော့ကံပါရမီရှိနိုင်တော့မှာမဟုတ်ပါဘူး။ အဲ့ဒီလမ်းကလည်းကျွန်းတံတန်းနဲ့စတင်နေမယ်ဆိုရင်လောက်ကင်ဆောင်ရွက်ကျိုးပန်းနေခြင်းနဲ့တူဝေမှုငိုက်မြီမှုတွေဖြစ်နေတတ်ပါတယ်။ဒီအမတ်သားဟာအတိညာထူးကဲစွာ ရှိတဲ့သူ ဖြစ်ပြီးစာမတတ်တဲ့သူရဲ့တချို့လက်တွေမှာလည်းပါရှိတတ်ပါတယ်။သူကိုယ်တိုင်ထင်မြင်ချက်ပြောကြားချက်တွေဟာလည်းတိတိကျကျမှန်ကန်နေတတ်ပါတယ်။စာပေတက်ကြွန်ခြင်းနဲ့လည်းမဆိုင်ပါဘူး။အကယ်၍ဝိဇာမယချက်ချီကနဲ့တွဲဖက်ပါရှိနေမယ်ဆိုရင်နက္ခဘေဒင် လက္ခဏာအင်းလက်ပွဲ တရားထိုင်ခြင်းသာသနာပြုခြင်းကျမ်းပြုခြင်းစသည်တို့မှာပေါင်းမြောက်မယ်။တနင်္လာဂျူခုပြည့်ဖြူမိုးမောင်းနေမယ်ဆိုရင်တော့စိတ်ညို့တတ်အားကောင်းမယ်။ဝိဇာမယပညာမဟာကန္တာကြီးဝိဇာပညာတွေပေါင်းမြောက်နိုင်မယ်။မဟောတရာလက်စွတ်နဲ့တွဲဖက်ပါရှိနေမယ်ဆိုရင်တော့ဂါထာမန္တန်စူးရှမယ်။အာဇက်ရှာဇက်ရှိပြီးပြောရင်မှန်မယ်။တီးမယ်၊လိုက်နာမယ်။စီကျမ်း၊ဓာတ်ကျမ်း၊နခကျမ်းတွေကို ပေါင်းမြောက်စွာတတ်ကြွမယ်။မဟောတရာလက်စွတ်ဝိဇာမယချက်ချီ တရံဘူးလန်းစသဖြင့်ပြေဝစွာပါရှိခဲ့မယ်ဆိုရင်တော့လူအများရဲ့ဆရာအဖြစ်အပတ်ပတ်ကနေတက်ကြွန်ပြောင်မြောက်မယ်ကြော်ကြားမယ်ပြောင်မြောက်တဲ့ဘာတကူဖြစ်မယ်နံပါတ်၄ကတော့စနေလက်စုပ်ပဲဖြစ်ပါတယ်စနေလက်စုပ်ကတော့လက်ကလေးရင်စနေဂျူကုံကိုကိုယ်ဝိုက်ထားတဲ့လကြံတဲ့ံဖြစ်ပါတယ်ဒီလိုအမတ်သားကတော့ပါရှိတဲ့သူများပါတယ်သူရဲ့အာနိသင်တွေကတော့ကောင်းကျိုးမပေးပါဘူးကောင်းပါတယ်ပေါင်တင်ရကတ်တယ်တွေးဝေးတယ် ဘဝယုံကံမှုတွေမှာ အစမပြတ်ခံစားလှုပ်ရှားနေရတတ်ပါတယ်။မိတ်ဆွေများအတွက်မဟောတာလက်စို့၊ကံပြရမော်ချက်ချီ၊တယံဘူးလမ်းကြောင်းနဲ့စနေလက်စို့တို့ရဲ့အကြောင်းကိုပြပြစုံစုံမျှဝေတင်ဆက်ပေးလိုက်ပါတယ်။နောက်ထပ်မျှဝေပေးမယ့်လက္ခဏာကတော့တကူတိတ်တိဝင်စေတဲ့လက္ခဏာများသို့မဟုတ်မော်ဝင်စေတဲ့လက္ခဏာများအကြောင်းပဲဖြစ်ပါတယ်။မော်ဆိုတာကမူလအတိတ်ပဲရကန့်ငြိမ်ခြင်းမိမိအားတစုံတရာကန့်ညှိ၍တသားတည်းဖြစ်သွားခြင်းကိုဆိုလိုပါတယ်။ ဂါထာမန္တန်တစ်ခုကမ္မထံတစ်ခုကိုထောအောင်ပွားများရင်လည်းဒီသဘောပါပဲကြားလေထောက်လာလေလေတိတ်တိဝင်လာလေလေဖြစ်ပြီးဂါထာမန္တန်ပေါမြောက်လာမှာပါဒီချိန်ဆိုရင်အကျိုးကျေးဇူးနဲ့စွမ်းအားတတ္တိတွေကိုခံစားရရှိပါပြီတချို့ကတော့မကြင်ကြံရပါနဲ့မွေးရပါမောဝင်တယ်လို့မျိုးသူတို့ရဲ့ဘဝမှာထူးခြားပြည့်စင်များစွာကိုဖြစ်စေတဲ့ကံတရားတစ်ခုအကာအကွယ်အကောင်းတစ်ခုရှိနေတတ်ပါရဲ့ဒါကိုလက္ခဏာမှာအလွယ်တကူစစ်ဆေးကြည့်ရှုနိုင်ပါတယ်နံပါတ်၁ကတော့ကြာတာပြီးဂျူခုံက၅ရုပ်သင်္ကေတပဲဖြစ်ပါတယ် သူကတော့ကိုးပွားတဲ့ရှောက်လုံးကြားရောက်လာမဲ့စိုးဝါလုံးနဲ့ကံကြမ္မာတွေနာမည်ကုန်တဲ့ထိခိုက်စရာတွေကိုကာကွယ်တားဆီးပေးတဲ့ကံတရားတစ်ခုကိုရရှိစေပါတယ်။ကိုးကိုဘယ်လိုပဲမကောင်းကြံနေပါစေမထိခိုက်အောင်တက်ရောက်မှုတွေပြက်ပြဲအောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။လူလူချင်းထိခိုက်စေတာကအစအပပယောကအစုံအကုန်ပါဝင်ပါတယ်။နာမည်တစ်လုံးနဲ့ဘဝကိုယက်တီရတဲ့သူတွေဂုံတဲ့ရင်ကြီးတဲ့သူတွေနဲ့ အနုပညာရှင်တွေမှာပါဝင်ခဲ့ရင်လက်လာပါကြီးတခုရတယ်လို့သူတို့ရဲ့ဘဝတလျှောက်အေးချမ်းတာယာမှုကိုပေးစွမ်းနိုင်ပါတယ်။နမနိကတော့တနင်္လာဂျူခုံကကျေပုံစံတင်ရတာပဲဖြစ်ပါတယ်။ဒါကတော့စိတ်ဆူဆိုင်လို့ရတဲ့အလုပ်တွေမှာပါရမီထူးပြီးတစုံတစ်ခုဆိုကိုကစိတ်ကူးစိတ်တန်အင်အားနဲ့အပြေကို တခဏချင်းထုတ်နိုင်ပါတယ်။ဒီလိုစိတ်ကူးညံရည်မြင့်မားမှုကြောင့်ပဲဘယ်နေရာရောက်ထူးခြားတဲ့ပါရမီရှင်တူအဖြစ်သတ်မှတ်ခြင်းကိုခံရတတ်ပါတယ်။ ပြုလို့သမျှဟာမော်ဝင်နေတဲ့အလားတတန်တူပြီးတော့ဘဲသူတူတူအောင်နဲ့မှမတူတဲ့လောက်ကင်ပုတ်တွေဖန်တီးနိုင်စွမ်းတွေကြောင့်တင်ပေါ်ကြောကြားကြသူတွေဖြစ်ပါတယ်။ဖန်တီးနိုင်မှုပိုင်းမှာမော်ဝင်နေတဲ့သူအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့အမှုပညာရှင်အများစုမှတွေ့ရလေရှိပါတယ်။အကယ်၍ကမ္မထန်တရားကိုအာထုတ်ခဲ့မယ်ဆိုရင်ဒူးချတဲ့စိတ်စွမ်းအားတွေရရှိပြီးကိုယ့်ရဲ့အလောက်အကင်တွေမှာလိုအပ်စွာအသုံးချနေသူများဖြစ်ပါတယ်။ နံပါတ်3ကတော့စနေဂျူကုံမှာရှိတဲ့တန်လျက်တံအမတ်သားသို့မဟုတ်၅ရုပ်တံအမတ်သားတင်ဂေတာပဲဖြစ်ပါတယ်။ဒီအမတ်သားပိုင်တော့ဂါထာမန္တန်ကျင့်ကြံမှုအဋိဌံကျင့်စဉ်တွေဝင်ရောက်မှုတွေမှာတာမန်ထက်ထူးခြားတတ်သူတွေဖြစ်ပြီးကိုသားတကယ်ဂါထာတပုတ်သို့မဟုတ်ကျင့်စဉ်တစ်ခုကိုစွဲမြဲစွာရွတ်ဖတ်ခဲ့မယ်ဆိုရင်ယခုဘဝမှာလိုတားရမဲ့သူများဖြစ်မှာသိကြပါရဲ့။ကျင့်ကြံရွတ်ဖတ်မှုမပြတ်သေး၍ဒီလိုစွမ်းအားတွေကိုတဘာဝလျောက်ရရှိနေကြမဲ့သူတွေဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေဟာလက်ပုံစံကောင်းဂျိုးခုံကောင်းတွေမှာရှိရမှာဖြစ်ပြီးတော့ဂမ်ဘီယာတင်ဂေတာတွေဖြစ်တဲ့ဆော်လမွန်လက်ဆိုဂမ်ဘီယာကြက်ချေတစ်ခုတော့၎င်းနှစ်ခုသုံးခုတော့၎င်းပူးတွဲပါခဲ့မှာဆိုရင်သူကျင်းလဲရနယ်ပယ်မှာပြောင်မြောက်တဲ့လှုပ်ဆောင်မှုတွေကြောင့်မောအောင်နေတဲ့သူပုံစံရန်အလားအောင်မြင်မှုတွေကိုတိမ်ပိုက်နိုင်မှာဖြစ်ပါတယ်ဒီလိုပူးတွဲတင်ဂေတာမျိုးကိုလည်းကဘာကျော်တူဦးဖြစ်တဲ့မိုက်ကယ်ဂျက်ဆင်ရဲ့လက္ခဏာမှာအထင်ရှားတွေ့ရပါတယ်